ီနေ့မှာတော့ချမ်းကလူငယ်တယောက်အနေနဲ့ကိုယ့်ကိုယုံကြည်မှုရှိပြီးတော့ချမ်းဖြစ်ချင်တဲ့အရာတွေကိုလုပ်နိုင်ခဲ့တဲ့ချမ်းကိုအထောက်ပံ့ပေးစေတဲ့အရာလေးတစ်ခုတောင်ကိုချမ်းဒီနေ့ပြောပြပေးချင်ပါတယ်။အဲ့ဒါကတော့ right environment နဲ့ right exposure ပဲဖြစ်ပါတယ်။ဆိုတော့ right environment မပြောခင်မှာ right exposure အကြောင်းချမ်းမှာရှိခဲ့တဲ့အကြောင်းကိုပြပြပေးချင်ပါတယ်။အဓိကကတော့ right exposure ဖြစ်စေခဲ့တာချမ်းရဲ့အဖေနဲ့အမေပေါ့နော်။ဆိုတော့ချမ်းရဲ့အဖေကချမ်းငယ်ငယ်တုန်းကနိုင်ငံခြားသင်္ဘောလိုက်တယ်ပေါ့။ နိုင်ငံခြားသင်္ဘောလိုက်တဲ့အတွက်အနိုင်ငံခြားမှာဘသူတွေဘလိုမျိုးပြုမူနေထိုင်တယ်သားသမီးတွေဘလိုပြုစုပြုထောင်နေဆိုတာကိုချမ်းရဲ့အဖေကအများကြီးလေးလာသိယူခဲ့တယ်ပေါ့နော်။ Okay ဆိုတော့ तू ကသူ့ရဲ့ knowledge အရာသူ့ရဲ့သားသမီးကိုဆက်ဆံတဲ့အခါမှာလည်းနိုင်ငံခြားလိုမျိုးဥမွင့်လင်းလင်းနဲ့လွတ်လပ်ခွင့်ပေးပြီးတော့သားသမီးကိုပြုစုပြုထောင်ခဲ့တယ်ပေါ့။ဆိုတော့ချမ်းရဲ့အမေကလည်းအဲ့လိုပဲ open minded အရင်ဖြစ်ပြီးတော့အရင် motivate ဖြစ်နေတာတစ်ချိန်လုံးအများတန်း energy အပြည့်နဲ့အချမ်းရဲ့အမေကအချမ်းထက်တောင်မှ energy ပြည့်သွားပြီးတော့အများတန်းတွက်လက်နေတဲ့ပုံစံမျိုးပေါ့လေဆိုတော့အဲ့ဒီမိဘနှစ်ယောက်ကနေပြုစုပြောင်းလိုက်တဲ့အချိန်မှာကိုယ့်ကိုအရင်ယုံကြည်မှုရှိသွားပြီးတော့ကိုယ့်ရဲ့ potential ငငယ်တုန်းကတော့ potential တွေဘာလို့မသိဘူးပေါ့လေဒါပေမဲ့ဟိုကိုယ်လှုပ်ချင်တာကိုလှုပ်နိုင်တယ်အများတန်းဖြစ်နိုင်တယ် ို့မှာဘလောက်ပဲကိုဝိုင်းနေပဲနေနေတစ်သားနေပဲနေနေကိုဖြစ်ချင်တာအိမ်မက်ရှိလာပြီဆိုလို့ရှိရင်လူပြောက်နေနေကအများကြီး potential ရှိတယ်ဖြစ်နိုင်တယ်ဆိုတာကိုအချမ်းရဲ့အဖေနဲ့အမေနဲ့အဓိကဘေးနားကနေအနီးကပ်ဒါပြုစုပြောထောင်ပြီးတော့တင် जा ပေးခဲ့ပေါ့လေဒါပေမဲ့သူတို့ကတော့တင် जा ပေးနေပါတယ်ဒီလိုပြုစုပြောထောင်ပါတယ်ဆိုပြီးတော့တားမှမရှိခဲ့ဘူးဒါပေမဲ့သူတို့ပြုစုပြောထောင်တဲ့ပုံစံအဲ့လိုမျိုးဖေရောဆိုလို့ရှိရင်ချမ်းကို စိတ်တည်ငြိမ်မှုအတွက်အဓိကထားပြီးသင်ကြားပေးပြီးအမေကကြတော့လူငယ်အလှယောက်တွေ့ကြုံရမယ့်အရွယ်တွေမှာဘယ်လိုမျိုးတွေတွေ့ကြုံရမယ်ဘယ်လိုမျိုးတွေရွေးချယ်မှုတွေလို့ကိုယ်ရွေးချယ်မှုအရာကိုကဘယ်လိုမျိုးရလက်တွေကိုရလာမယ်အဲ့ဒါကိုလက်ခံလားလက်ခံနိုင်လို့ကိုပြင့်ရင်ကိုခံကိုရရင်ကိုယူဆိုတဲ့ပုံစံမျိုးနဲ့အမေကအဲ့လိုမျိုးတက်တီတွေကိုအများနဲ့သင်ပေးတာအဖေကကြတော့ best situation ဆိုလို့ရှိရင်အများနဲ့ calm down ဖြစ်ရမယ်အာတည်တည်ငြိမ်ငြိမ်ထားရမယ်ပြီးတော့အရာရာက အချိန်မတန်မဖြစ်ဘူးအချိန်တန်မှဖြစ်မယ်ဒါပေမဲ့အများရန်ကိုလူဆိုတာရှစ်ဆက်သွားနေရမယ်ဆိုတဲ့အကြောင်းချမ်းရဲ့အဖေကအများရန်တင်ပေးတာအဲ့လိုမျိုးမိဘလက်ထဲမှာကြီးလာတဲ့ချမ်းအနေနဲ့ချမ်းအခုလိုမျိုးကိုယ့်ကိုအယုံကြည်မှုလည်းရှိရဲစူးစားခြင်းစိတ်လည်းအများရန်ရှိရဲပြီးတော့ချမ်းရဲ့အိမ်မက်တွေအတွက်လည်းအများရန်ကိုယ့်ကို confident ကအပြည့်ပဲကိုဘာလုပ်ချင်လဲဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကအများရန်ရှိရဲပေါ့ဒါကချမ်းရဲ့ right exposure ဆိုတော့ right environment ကကြတော့ချမ်းဒီအရွယ်ရောက်လာတဲ့ရှစ်တန်းကိုးထဲမှာချမ်းကကိုယ်ဝါသနာကိုကိုတည်လာကိုယ်ဝါသနာကိုတည်ရဲဆိုတော့လေချမ်းရဲ့အမေကငငယ်တော့ကလည်းသူကပညာရေးကိုအများကြီး train ပေးထားတော့ချမ်းအင်္ဂလိပ်စာတော်တယ်ကွာတော်တော့အင်္ဂလိပ်စာဝါသနာပါလာတယ်ပါလာတော့ချမ်းကအဲ့ဒီရှစ်တန်းကိုးထဲမှာအင်္ဂလိပ်သင်းနေနားထောင်တော့ live ဆိုရင်လည်းချမ်းကအင်္ဂလိပ်စကားကိုတော့ကောင်းကောင်းမွန်တော့နည်းနည်းတော့ပြောတတ်တယ်ဆိုတော့ရှစ်တန်းကိုးထဲမှာချမ်းရဲ့အမေကချမ်းအင်္ဂလိပ်စာဝါသနာပါမှန်းတည်ရဖြစ်ကြအောင်လို့ရွှေတော်ဖခင်ကို live ပို့ပြီးတော့ချမ်းကိုနိုင်ငံသားတိုင်းနဲ့ပြောဆိုပြီးတော့အမေကိုရန်ကလွတ်တာချမ်းကလည်းတတိအရန်ရှိရအဓိကတော့ချမ်းက ို့အချင်းယုံတာတက်အမေကအဖေကသူတို့ပြုစုပြိုးထောင်ထားတယ်သူတို့ကိုသူတို့ပိုယုံကြည်တာ သူတို့ဒီလိုပြုစုပြောထောင်နိုင်သူသမီးကဒီလိုဖြစ်လာမယ်ဆိုတော့သူကယုံကြည်ပြီးသားကွာအဲ့တော့ချမ်းကိုယုံကြည်ရတဲ့သူတို့ကိုသူတို့ယုံကြည်တာဖြစ်တဲ့ကြောင့်မလို့ချမ်းရဲ့လုံရက်တရားလဲသူတို့ထင်ထားတဲ့အတိုင်းပဲ reset တွေကထွက်လာပြီပေါ့နော်ဆိုတော့ချမ်းကနိုင်ငံသားရဲ့အင်္ဂလိပ်စကားပြောလေ့ကျင့်နေထိတွေ့ရဲအဲ့ဒီရှစ်တန်းကိုရန်နဲ့ခုမှ environment ကရနေပြီသိရပါလားဆိုတော့ချမ်းရဲ့ဘေးနာမိသားစုကလည်းချမ်းရဲ့အဖေနဲ့မိကလည်းလုံးဝ good share environment ချမ်းထပ်တွေ့လိုက်တဲ့ရှစ်တန်းကိုရန်မှာတဲ့ speaking နဲ့လေ့ကျင့်နေနိုင်ငံသားနဲ့ထိတွေ့ရဲဆိုကြတဲ့က ဲ့မှာအမြင်တွေကကျယ်လာပြီအဲ့တော့သူတို့လည်းငငယ်လေးနဲ့ဒီလိုမျိုးခရီးပတ်သွားနိုင်တယ်သူတို့ကငငယ်လေးနဲ့ဒါမျိုးလုပ်နိုင်တယ်ငါရောဘာလို့မလုပ်နိုင်ရမှာလဲငါငါကဘယ်နိုင်ငံမှာပဲရောက်ရောက်ဘလို့ပဲနေနေငါလည်းဖောက်ထွက်ရင်ရမှာပဲဆိုတော့ဒါ mindset ချမ်းမှာရှိရပါတော့ဆိုတော့အဲ့ဒီထဲကနေစတယ်ဆိုတော့အဓိကတော့ right exposure နဲ့ right environment ကဒီလိုအချိန်ထိမျိုးမျိုးစူးစမ်းမှုတွေနဲ့မျိုးမျိုးဖြစ်ပေါ်လာဖို့အတွက်ကတော့အဓိကအကြောင်းရင်းကတော့အဲ့ဒီနှစ်ချက်ပဲပေါ့လေအဲ့တော့ချမ်းသိလာရတာတစ်ခုကဒီဗီဒီယိုကြည့်နေတဲ့လူတွေအတွက်ချမ်းပြောချင်တာတစ်ခုကကိုကကိုဖြစ်ချင်တဲ့အိမ်မက်တစ်ခုရှိတယ်ကို့မှာရီမန်းချက်တွေရှိတယ်ဆိုလို့ရှိရင်အဲ့ဒီရီမန်းချက်တွေကိုအထမြောက်စေမယ့်ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးရမယ်ဆိုတော့အဲ့ဒီကောင်းမွန်တဲ့ environment တွေကကို့စီကိုလာနေတာမဟုတ်ဘူးကွာကိုကအမြဲတမ်းရှာဖွေနေရတယ် ဖန်တီးနေရတယ်ဒါကြောင့်မလို့ကောင်းမွန်တဲ့ environment တစ်ခုကိုဖန်တီးပါရှာဖွေပါကိုယ့်ရဲ့မိသားစုက supportive မဖြစ်လို့ထိုင်ပြီးတော့အဲ့ဒါကြီးကို blame ပြီးစိတ်ညစ်နေလို့မရဘူးကိုယ့်မိသားစုကကောင်းမွန်တဲ့ environment exposure ဟုတ်မနေဘူးဆိုရင်အဲ့ကောင်းမွန်တဲ့ environment exposure စီကိုရအောင်သွားမှာကိုယ်တိုင်ဝင်ကွာဆိုတော့အဲ့ဒီဟာအတွက်ကိုချမ်းကလွန်ခဲ့တဲ့နှစ်လသုံးလတုန်းက guest speaker သွားလုပ်ခဲ့တဲ့ online ဟောပြောပွဲလေးတစ်ခုရှိရပေါ့နော်ဒါကတော့အလုံးမသိကြတော့ကိုပီကာရဲ့ဒါလူငယ်အထရဝတ္တတင်နှင်းလေးပေါ့နော်လူငယ်အထရဝတ္တတင်နှင်းလေးအဲ့ဒီတင်နှင်းမှာဆိုလို့ရှိရင်လူငယ်ဘောင်း ထောင်ချီရာချီရှိရပေါ့နော်ချမ်းဟောပြောဝဲလုပ်တဲ့အချိန်မှာဆိုတော့အားလုံးကလည်းချမ်းနဲ့တက်သူရွယ်သူမသိမ်းမရင်းလေးတွေကြီးပဲကွာ အနေနဲ့ရရဲ့နိုင်ငံရရဲ့ကနေပြီးမှ join ရတယ်သူတို့တွေအရန်ကြိုးစားကြတယ်ဆိုတော့အဲ့လိုမျိုး environment ကိုချမ်းချမ်းက join နေကြတာအဲ့တော့လူငယ်တွေအနေနဲ့ကိုယ်ကဘယ်သွားရမလဲမသိဘူးလမ်းပြောက်နေတယ်တကယ်ကောင်းမွန်တဲ့အခြေဆက်တွေရကျင်တယ်ကောင်းမွန်တဲ့ communication တွေနဲ့ကိုယ့်ရဲ့ဘဝကိုမြင့်တင်ခြင်းနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲပေးစေတဲ့အဲ့ဒီကိုယ်အမြဲတမ်း inspire ရစေတဲ့ motivation ရစေတဲ့ကိုယ်နဲ့အတူကြိုးစားနေတဲ့လူငယ်တွေအချင်းချင်းစုံမိသွားတယ်ဆိုလို့ရှိရင်အဲ့ဒီဟာကကိုယ့်အတွက်ပိုကောင်းတဲ့ထောက်ပံ့နေဖြစ်လာစေမှာအသေးချာပဲပေါ့နော်ဆိုတော့အဲ့ဒီလူငယ်အထရဝတ်သက်တင်နှင်းလေးကချမ်းကြည့်လိုက်ရတာတော်တော် ော်လေးကိုမှချမ်းတော်မှ inspire ဖြစ်တယ်ပေါ့နော်။အော်လူငယ်တွေငါတို့လိုပဲအများကြီးစူးစမ်းနေကြတယ်။ငါတယောက်တည်းစူးစမ်းနေတာမဟုတ်ဘူး။တို့တွေလည်းဖြစ်ချင်တဲ့ဆန္ဒတွေရှိကြတယ်။ဆိုတော့ အဲ့ဒီလိုမျိုးပတ်ဝန်းကျင်တွေကိုသွားပါလို့ချမ်းအတိအကပြောချင်တာပါဆိုတော့အဲ့ဒီဟောပြောပွဲမှာချမ်းဟောပြောနေနေသူတို့ရဲ့အဲ့ဒီ concentration အပြည့်နဲ့ကာလာတွေတောက်နေတဲ့အဲ့ဒီမျက်လုံးတွေစူးစမ်းခြင်းစိတ်အပြည့်နဲ့ကြည့်နေတဲ့မျက်လုံးတွေအဲ့ဒီထောင်ချီရာကြီးကချမ်းကိုပြောနေနေတောင်မှ motivate ဖြစ်စေရကွာပြီးတော့သူတို့မေးတဲ့မေးခွန်းတွေကလည်းတကယ်အောင်မှအလုံးဝဘူငယ်တွေအနေနဲ့တည်တင်တည်ထိုက်တဲ့ on point မေးခွန်းတွေကြီးပဲပြီးတော့ချမ်းအနေနဲ့ဖြေခဲ့ရတာပြောခဲ့ရတာလည်းတကယ်အားရတယ်ချမ်းကိုယ်တိုင်တောင်မှအဲ့ဒီ environment နဲ့ရောက်သွားတဲ့အခါမှာအော်သူတို့တောင်စူးစမ်းနေငါလည်းရက်လိုက်လို့မဖြစ်ဘူးဆိုတဲ့အတွေးတခုနဲ့ ဝင်လာပေါ့နော်အားလုံးလည်းကိုယ် inspire ယူတယ်အဲ့တော့ငါရဲ့လူငယ်တယောက်နေတစ်ခါကျရင်လည်း channel စိတ်သက်ကြရရှိတယ်ဒါပေမဲ့ဟောသူတို့တောင်မှဒီလိုစူးစမ်းနေရငါလည်းရှက်လိုက်လို့မဖြစ်ဘူးဆိုတော့အဓိကအဲ့ဒီအတွေးတွေခံစားချက်တွေလည်းဝင်လာရပေါ့လေဆိုတော့ စ조사နေတဲ့လူငယ်တိုင်းနဲ့ပေါင်းတယ်조사နေတဲ့ environment နဲ့ကိုထိသိသွားတဲ့လူပြောက်ကပို့ပြီး조사ကျင်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလူငယ် character တင်တန်းလေးကို join လိုက်ပြီဆိုလို့ရှိရင်ကိုယ့်လိုပဲ조사နေတဲ့လူငယ်တွေထောင်ချီရာချင်းနဲ့တွေ့ရမယ်အဲ့တော့သူတို့တွေနဲ့ခင်မင်ခွင့်ရသွားတယ်တီးခွင့်ရသွားတယ်ဆိုလို့ရှိရင်အများနဲ့သူတို့조사နေတဲ့အကြောင်းတွေပဲကိုကကြားသိရတော့မှာအဲ့တော့သူတို့တွေ조사နေလို့ရှိရင်ကိုလည်း조사ကျင်တယ်သူတို့နဲ့ Facebook မှာ friend ဖြစ်သွားရင်သူတို့တင်လိုက်တဲ့ post တွေတိုင်းကလည်းကိုကို motivate ဖြစ်စေတဲ့ inspire ဖြစ်စေတဲ့ post တွေကြီးပဲကွာဆိုတော့ အဲ့ဒီလူငယ်တွေတော့မကပဲနဲ့အဲ့ဒီလူငယ်အထရတသင်နှန်းမှာလူလက်ပိုင်းမှာနေရာတစ်ခုရောက်နေတဲ့သူတွေလည်းအများကြီးရှိတယ်တွေ့ကြုံအများကြီးရှိတဲ့လူတွေစီကလည်းကိုကအမြဲတမ်းသင်ယူလေ့လာခွင့်နေရနေမှာကွာအဓိကတော့ကိုကိုစ조사ခြင်းစိတ်တွေတပွားပွားဖြစ်ပေါ်စေတဲ့ကောင်းမွန်တဲ့ environment တစ်ခုပဲလို့ channel မြင်နေပေါ့နော်ချမ်းဒါကြီးကိုအတင်းလုံးယူပြီးကြောညာနေရမျိုးမဟုတ်ဘူးကွာချမ်းကိုယ်တိုင်သွားခဲ့တွေ့ခဲ့လူငယ်တွေရဲ့တလက်လက်တောက်နေတဲ့မျက်လုံးတွေ조사ခြင်းစိတ်တွေကိုအာထိတွေ့ခွင့်ရခဲ့တာဖြစ်တဲ့ကြောင့်လို့ လူငယ်တိုင်းကိုလည်းချမ်းလိုမျိုးလည်းစိုးစားစေချင်တယ်အဲ့လိုမျိုးကောင်းမွန်တဲ့ environment ကိုထိတွေ့ဖို့အဓိကဖြစ်တဲ့တကြောင်မို့လို့အိမ်ကမိဘ support မဖြစ်ရင်နေသူမျိုးတိုင်းဝိုင်း support တွေမဖြစ်ရင်နေကိုတယောက်တည်းဖြစ်နေတယ်လို့ခံစားရရင်အဓိကအဲ့ဒီကောင်းမွန်တဲ့ improvement တွေကိုသွားဒါကြောင့်မို့လို့ဒီလူငယ်အထရဝတ်တင်နန်းလေးရလဲမကြခင်တင်နန်းအခွင့်ရပိတ်တော်မှာဒါကြောင့်မို့လို့နောက်မကြခင်ကိုဒီထဲမှာပါသွားအောင်တခါတည်းတင်နန်းကို join မှုတော့ channel recommend ပေးတင်ပါတယ်ပြီးတော့အဲ့ဒီမှာလဲ channel မကြမကြဆုံရမယ်လို့လဲ channel မျှော်လင့်ပါတယ် channel အမြဲတမ်းအဲ့ဒီလူငယ်အထရဝတ်တင်နန်းလေးမှာလာပြီးတော့အမြဲတမ်းပြောခွင့်ရမယ်ဆိုလို့ရှိရင်လဲ channel အများကြီးဝတ်တာမှာပါဒီ video ကြည့်နေတဲ့လူငယ်တိုင်းစ조사ခြင်းလဲဆိုလို့ရှိရင်တော့ channel အခုပြောပေးခဲ့တဲ့ဒီအရန်ကောင်းတဲ့ကိုယ်စ조사ခြင်းလေးတွေဖြစ်ပေါ်စေဒီ environment တစ်ခုဖြစ်တဲ့ Kobiga ရဲ့လူငယ်အထရဝတ်တင်နန်းလေးကို join ကြပါလို့ I recommend everybody.